ူမြက BTC long ဆိုရနဲ့ကိုဘာသာ check တဲ့မချိအခြေအနေတဲ့မသုံးတတ်ပဲနဲ့ဝင်ဝင်လိုက်ကြရတယ်။ဒါက crypto လောကရဲ့မှာမြန်မာ trader တော်တော်များများနဲ့ရှင်းနေနေတဲ့မြင်ကွင်းတစ်ခုပါဒီလိုလောက်တာကခဏတော့အစဉ်ပြေးနိုင်နေဆိုပေမဲ့အေးရှိမှာကို့အတွက်အန်ဒီရဲ့အရှမ်းများပါတယ်ဒါပေမဲ့တည်တည်ကြည်နဲ့ဘာကြောင့် trader တွေကကိုယ်ရ analysis လုပ်ပြီးတော့သင်ယူရမယ့်အစားသူများပေးတဲ့ signal ကိုပဲအားကိုးနေကြတာလေဒီ video မှာအထူးအကြောင်းရင်းတွေကိုသုံးသပ်ကြည့်ရအောင်ပါ မြင်မြန်ချမ်းသာခြင်းစိတ်ပရမအူဆုံးအချက်ကတော့မြင်မြန်ချမ်းသာခြင်းစိတ်ပါပဲဒါကအဓိကအကြဆုံးအချက်ပါ trading ကိုကိုယ်တိုင်တကယ်တက်မြောက်ဖို့ဆိုတာအချိန်အများကြီးပေးပြီးတော့သိလာရပါတယ် technical analysis fundamental analysis risk management တွေကိုနားလည်ဖို့ဆိုတာတို့ရဲ့ကိစ္စမဟုတ်ပါဘူး။သူအများစုကသီလပညာရဲ့တစ်ခုကိုအချိန်ပေးပြီးတော့သင်ယူလို့စိတ်မရှိဘဲနဲ့မြန်မြန်နဲ့လွယ်လွယ်ပတ်ဆိုင်ရမယ့်နည်းလမ်းကိုပဲရှာကြပါရယ်။ဒါဝဲဒါရောင်းဆိုတဲ့ signal တစ်ခုကိုလိုက်လို့တာက10မိနစ်တောင်မကြာရတဲ့အတွက်လေကူရက်လန်ကိုရွေးချယ်လိုက်ကြတာပါ။ဘာသာစကားအခက်ခဲ။ ခရစ်ပတိုလောကမှာတကယ်တန်ဖိုးရှိတဲ့သင်ခန်းစာတွေ၊နည်းနည်းတဲ့သုံးသပ်ချက်တွေ၊ project တွေရဲ့တရားဝင်အချက်အလက်တွေနဲ့နောက်ဆုံးရသတင်းတွေအကောင်လုံးဒီပါးက English လိုပဲထွက်တာပါ။ မြန်မာလူရှင်ပြပေးတဲ့ crypto make လို့မျိုး channel တွေ page တွေရှိလာတာမှန်ပေမဲ့အစုံလင်းဆုံးနဲ့အမြန်ဆန်ဆုံးသတင်းရင်းမြစ်တွေကတော့ English website တွေနဲ့ Twitter ပေါ်မှာပဲရှိနေတော့မှာပဲ။အင်္ဂလိပ်စာအားနေတဲ့အခါမှာကိုယ်တိုင်တော့မဖတ်နိုင်မလေ့လာနိုင်တော့ပေနဲ့မြန်မာလို signal ပေးတဲ့သူဘာသာပြန်ပေးတဲ့သူကိုပဲအားကိုးလိုက်ရပါတော့တယ်။ဘယ်ကစလေ့လာရမှန်းမသိချင်း ဘီကနာတယောက်အနေနဲ့ခရစ်ပိုလောကရဲ့စောင့်ဝန်းတာတွေအခါအချက်အလက်တွေကအရှမ်းများပြီးတော့ရှုပ်ထွေးလုံးနာကိုတွေ့ရပါလိမ့်မယ်။ Blockchain, DeFi, NFT, TAFA စသဖြင့်လေ့လာစရာတွေကပင်လယ်ကြီးလိုပါပဲ။ဘာကအရေးကြီးလဲ၊ဘယ်ကစလေ့လာရမလဲမသိတော့တဲ့အခါလူကလက်မြောက်အရှုံးပေးခြင်းစိတ်ဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာဘာမှစဉ်းစားမတင်ပဲနဲ့ငါပြောတဲ့ dynamic look ဆိုတဲ့ signal တွေကအရှမ်းကိုမဆွဲဆောင်မှုရှိတဲ့အခြေအနေတစ်ခုဖြစ်သွားပါတော့တယ်။ ဂူရုများကိုမျက်စိမှိတ်ယုံကြည်မှုမြန်မာ community တွေမှာဆေဟာ admin ဓမ္မမဟုတ် expert လို့ကိုကိုကိုတမုတ်ထားတဲ့သူတွေအပေါ်အရှမ်းကိုမှယုံကြည်ကိုးကွယ်တတ်တဲ့အားနည်းချက်လေးရှိပါတယ်။သူတို့ကအမြဲရနေတာတွေအောင်မြင်နေတာတွေကိုပဲပြတဲ့အခါ beginner တွေကသူတို့ပြောသမျှမျက်စိမှိတ်ယုံပြီးတော့လိုက်လုပ်ကြပါတယ်။ကိုပဆန်ကိုကိုရိုင်းမဆုံးဖြစ်ဖေးနဲ့သူများလက်ထဲကိုလုံးလုံးပုံအပ်လိုက်ကနဲ့အတူတူပဲဖြစ်ပါတယ်။ sickness တွေကိုပဲအာကိုချင်းရဲ့အန်တီရဲ့ စစ်နေရီကိုပဲလိုက်လောက်တာကရေကူတလား NDA လဲကြည်ပါရယ်အကြီးမားဆုံးဆောင်ရှောမှုကတော့ပတ်စံထက်ဘူတန်ဘူးရှိရဲ့ပြညာပါပဲအဲ့ဒီစစ်နေဂရုတွေပြတ်သွားရင်အက်မင်ကပျောက်သွားရင်ကိုကဈေးွက်ထဲမှာဘာမှဆက်မလုပ်တတ်တော့ပဲနဲ့ကြောင်တောင်တောင်နဲ့ကြံခဲ့မှာပါဒုတိယအချက်က scam တွေရဲ့ပြစ်မှတ်ဖြစ်လွယ်တာပါစစ်နေဂရုအများစုရဲ့နောက်ဆုံးပန်းနိုင်က ကိုပစံမှာ CIV crew ကြီးတောင်းတာ big veteran လို့မျိုးယင်းနှိမ့်နှုံမှုအယောင်ဆောင်လှိမ့်လဲတာတွေကဒီလိုဘာမှမသိဘဲနဲ့အာကုတ်စင်တဲ့တွေကိုပဲအထူးကဖြစ်မှတ်ထားတာပါနောက်တစ်ခုက bam and dam ပါ မင်းခွိုင်လောကမှာဆိုရင်တချို့ admin တွေကသူတို့ကိုယ်တိုင်ဈေးပပိုးနဲ့ဝယ်ထားတဲ့ coin အသေးစားတစ်ခုကိုဈေးတက်အောင် signal ပေးပြီးတော့ group ထဲကလူတွေအလူအည့်ရဝင်ဝင်မှသူတို့ကဈေးအမြင့်မှပြန်ရောင်းချပြီးတော့အငြက်ထုတ်သွားတာမျိုးတွေအများကြီးရှိပါတယ်နာမလေးပဲနဲ့လိုက်ဝဲတဲ့သူတွေကတော့အမြင့်ဆုံးဈေးမှာထိတ်ဆုံးမှာပိုက်ပေါ်မိပြီးတော့ကြံခဲ့ရပါရော့။ဒါဆိုဘယ်လို လုပ်တဲ့လဲ။ ဘလို့လို့တင်လဲဆိုရင်တော့ signal တွေကိုလုံးဝမကြည့်ရဘူးလို့မဆိုလိုပါဘူး။ဒါပေမဲ့အဓိကကကိုယ်အုံနောက်နဲ့ကိုယ်တိုင်းစောင့်ခရနိုင်ဖို့ပါပဲ။အခြေခံကိုလေ့လာပါ။ signal ကိုမလိုက်ခင်အနည်းဆုံးတော့ support and resistant trend line တွေ candlestick pattern အခြေခံလောက်တော့သိအောင်လို့အချိန်ပေးပြီးတော့လေ့တာပါ။ crypto make လို့မျိုးမြန်မာလိုရှင်းပြပေးတဲ့နေရာတွေကနေပြီးတော့စသီးလာလို့ရပါရဲ့။ signet ကို reference နဲ့သာသုံးမှာ signet တစ်ခုတွေ့ရင်မျက်စိမိတ်မယုံလိုက်ပါနဲ့သူကဘာဖြစ်လို့ဒီနေရာမှာဝေခိုင်းရောင်းခိုင်းတာလဲဆိုတော့ကိုကိုက chart မှာပြန်ဆွဲကြည့်ပါကို analysis နဲ့သူ analysis သူညီမကညီမဝေမှာ English လို့ကြိုးစားဖတ်ပါအနည်းဆုံး Google Translate သုံးပြီးတော့ပဲဖြစ်ဖြစ် project တစ်ခုရဲ့ DMN website Twitter မှာ Barrigina ထားလဲဆိုတော့ကိုကိုရင်းစစ်စီတဲ့အချက်လို့ပါဒါက scam တွေကနေပြီးတော့ရှောင်ရှားဖို့အကောင်းဆုံးနည်းလမ်းပါပဲအချုပ်ပြောရရင်တော့ Signal ကအသင့်စာခောက်ဆွဲနေတူပါတယ်အသင့်စာလို့ရရဲဆိုပေမဲ့ကြာလာရင်ကိုရဲ့ဂျာမန်ကြီးကိုထိခိုက်လာမှာပါ ဒီတော့ဟင်းစက်တွေကို ကိုရိုင်းသင်ယူထားတာကမှရေရှိအတွက်တကယ်အရေးချင်းအဆက်မှန်ဖြစ်မှာပါ crypto မှာရေရွှေအောင်မြင်စင်နေဆိုရင်သူများပေးတာကိုစောင့်မျှော်နေတဲ့ signal follower တွေကမခစ်ပါစေနဲ့ကိုရိုင်းသီလားကိုရိုင်းသုံးသက်ကိုရိုင်းစွန့်ဖြစ်နိုင်တဲ့ trader တယောက်ဖြစ်အောင်စူးစမ်းတိကျသွားတင်ပါတယ် CryptoMate ရဲ့ VIP group မှာလည်း experience ရှိတဲ့ trader တွေနဲ့လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါသေးတယ်။နောက်ပြီးတော့ market analysis တွေကို trading လုပ်ရမှာအရေးကြီးတဲ့သတင်းတွေကို up to date တင်ပေးနေပါတယ်။ VIP ဝင်ဖို့ကလည်းပတ်စံတပြားမှပေးစရာမလိုဘဲနဲ့ CryptoMate ရဲ့ referral code ကိုသုံးပြီးတော့ Binance account ဖွင့်ထားရုံနဲ့ဝင်လို့ရမှာဖြစ်ပါတယ်။ CryptoMate ရဲ့ referral code ကိုသုံးစင်နေဆိုရင်တော့အခုပြထားတဲ့ code ကိုထည့်ပြီးတော့သုံးလို့ရပါတယ်။ ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရပါ့